ဒီကနေ့မှာပြောပြလိုတဲ့အကြောင်းအရာကတော့ The Region of Plawa The Ancestral Land of the Arkanish People ရခိုင်လူမျိုးတို့ရဲ့ဘိုးဘောပိုင်မြေ Plawa ဒေသဆွဲခေါင်းစဉ်နဲ့ရေးသားထားတဲ့အကြောင်းအရာဖြစ်ပါတယ်။ Global Arkan Network ရဲ့စာမျက်နှာမှာဖတ်ရပါခင်ဗျာ။ရခိုင်ပြည်နယ်အတွင်းအာရခတပ်တော်အေရဲ့အမျိုးသားလွတ်မြောက်ရေးတော်လှန်စစ်ပွဲကကျေပြန့်လာတဲ့အများလက်နက်မပါတဲ့နိုင်ငံရေးတိုက်ခိုက်မှုတွေလည်းတိုးလာပါတယ်။ဒီအထက်မှာအဓိကကြတဲ့ပြဿနာတစ်ရပ်က အာခတ်တတော်ကအစောပိုင်းမှာတိမ်ပိုက်ခဲ့တဲ့ပလဝတ်ဒေသနဲ့ဆက်ဆက်နေပါတယ်။ပြီးခဲ့2024ခုနှစ်ဇွန်လအလယ်ပိုင်းက A ကပလဝတ်ဒေသတစ်ခုလုံးကိုဆေအိုစုစီကနေအပိသက်ရယူနိုင်ခဲ့ပါတယ်။2025ခုနှစ်မလ၄ရက်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာရခိုင်မျိုးသားဖွေးချုပ်အာခတ်တတော်ရွယ်လီ A ရဲ့ပြောရေးဆိုခွင့်ရှိသူဥက္ကန်တုခကပလဝတ်ဒေသမှာရခိုင်မျိုးသားအဖွဲ့ချုပ်အနေနဲ့ ဒေသခံပြည်သူတွေပူးပေါင်းပါဝင်မှုနဲ့အုပ်ချုပ်ရေးရန်ရက်ကိုလေပတ်ဆောင်ရွက်သွားမယ်လို့ပြောကြားခဲ့ပါတယ်။အဲ့ဒီပြောကြားမှုအပြီးမှာဝေဖန်မှုတွေတိုက်ခိုက်မှုတွေပိုပြီးပြင်းထန်လာခဲ့ပါတယ်။ဒီဝေဖန်မှုတွေတိုက်ခိုက်မှုတွေကအ திக အဖြစ်အရခတ်တက်တော်အေကိုမနှစ်သက်တာကန့်ကွက်တာဒါမှမဟုတ် ULA ရဲ့အကျိုးစီးပွားနဲ့ဆက်နွယ်မှုမရှိရအချို့နိုင်ငံရဲ့အဖွဲ့ရဲ့ရှူထောင့်ကနေပေါ်ပေါက်လာခြင်းဖြစ်တယ်ဆိုတာထင်ရှားပါတယ်။ အာခတ်တက်တော်ေကပလဝဒေတာကို အပြေအဝါသိမ့်ပိုက်လိုက်ပြီးနောက်မှာအဲ့ဒီဒေတာမှာရှိတဲ့ဒေတာခံပြည်သူတွေက လုံခြုံရေးနဲ့တင်ငင်အေးချမ်းမှုကိုပိုခံစားလာခဲ့ရပါတယ်။တကယ်လို့နောင်အနာဂတ်မှာပုံငင်းချမ်းပြီးတင်ငင်မှုရှိတဲ့နိုင်ငံရေးပတ်ဝန်းကျင်ကိုတိဆောက်ခဲ့မယ်ဆိုရင် နေဆက်ကွန်တွေရဲ့ထိထိရောက်အကောင့်ထဲပေါ်ဆောင်ရွက်နိုင်ပြီးတင်ရတဲ့ကာလတစ်ခုအတွင်းဒီဒေတာကအတိအသတ်ဖွံ့ဖြိုးတိုးတက်လာနိုင်မဲ့အလားအလာကောင်းတွေရှိလို့နေပါတယ် ဘလဝဒေတာရဲ့မူလပိုင်ရှင်တွေဒီနေ့ခေတ်မှာဘလဝဒေတာကခမေမရိုရခိုင်ခေါင်ဆိုးအနှုံမရစတဲ့လူမျိုးအုပ်စုတွေများစွာနေထိုင်တဲ့ဒေတာဖြစ်ပါတယ်မြို့ပြဒေတာမှာရခိုင်ဘာသာစကားကို အများသုံးအဖြစ်အဓိကပြောဆိုကြတယ်လို့ဆိုပါတယ်ဘလဝဒေတာဟာရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်နဲ့ကလဒန်မြစ်တစ်လျှောက်ကိုဆက်သွယ်ထားတဲ့ရေချောင်းနဲ့ကုန်းချောင်းတွေကိုပို့ဆောင်ရေးလမ်းကြောင်းတွေကအဓိကအခရာကျပါတယ် အလဝဒေတာရဲ့ပထဝီအနေထားနိုင်ငံတမိုင်းနဲ့အုပ်ချုပ်ရေးနောက်ခံအခြေအနေတွေကရခိုင်နဲ့ခွဲခြားလို့မရပါဘူးပထဝီအနေထားရာပလဝဒေတာကို ပုံဖော်ထားတဲ့တောင်တွေတောင်ကုန်းတွေစမ်းချောင်းတွေနဲ့အင်းအိမ်တွေကရခိုင်ရိုးမနဲ့ကလဒန်မြစ်ကိုဂစ်ပန်နဒီတို့ကနေမြစ်ဖြာခံနေပါတယ်ရခိုင်လူမျိုးတွေရဲ့ရှင်ဟောင်းတမိုင်းရာဇဝင်တွေအရပလဝဒေတာကမာရီယုဘီရင်ကပထမတညဝရီပြည်ကိုတည်ထောင်ခဲ့တဲ့နေရာဖြစ်ပါတယ် ပလဝါဆိုတဲ့အမည်ကရခိုင်ဝါဟာပလင်ဝါဆိုတာနဲ့ဆင်းသက်လာတယ်လို့ဆိုပါတယ်။ဒါပြင်နောက်ခတ်အဆက်ဆက်မှာပလဝါဒေတာကရခိုင်ပြည်နယ်ရဲ့အုတ်ချုံမုံအောက်မှာနှစ်ပေါင်းထောင်ကျော်ကြာတရှိခဲ့ပြီးမြောက်ဥခိရောက်မှာခိုင်မာတဲ့တပ်တွေအထောက်အထားတွေပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။မြောက်ဥခိမှာရခိုင်ပြည်နိုင်ငံအုတ်ချုံရဲ့ပုံစံအရဒညဝရီခိမှာတူရီယာစက်ကဘရင်တစ်ထားကိုးခဲ့တဲ့ဥတလင်းစီရီယိုကိုအခြေခံပြီး ဒီဒေတာကိုဥဒလင်းနေလို့သတ်မှတ်ခဲ့ပါတယ်။တမိုင်းမှတ်တမ်းတွေနဲ့အခြားခိုင်လုံတဲ့အထောက်ထားတဲ့ရာပလဝဒေတာတမိုင်းတစ်လျှောက်လုံးရခိုင်ပြည်နယ်ရဲ့အရှုတ်ချာအနာအောက်မှာရှိခဲ့ရုံငင်းမြနိုင်ပါဘူး။မြောက်ဘက်လှိုင်းတန်းရံသားအုပ်စုငယ်တွေဟာစစ်ရေးချုပ်နှိမ်မှုကြောင့်တောင်ဘက်ကိုထွက်ပြေးတိမ်းချောင်လာပြီးပလဝဒေတာမှာလက်ရှိအများဆုံးနေထိုင်တဲ့ခမည်လူမျိုးတွေအနေနဲ့ရောက်ရှိလာတယ်လို့ယူဆရပါတယ်။တမိုင်းမှတ်တမ်းတွေရာခမည်လူမျိုးစုအကြီးအကဲတွေက မြောက်ဦးမြို့မှာရှိရဲ့ရခိုင်ပြည်တွေထံကို ပုံမှန်အခွင့်ဆက်သခဲ့လို့ဆိုပါတယ်ရခိုင်ရာဇဝင်တွေထဲမှာလည်းကလဒန်မြစ်ကြောင်တလျှောက်ကပလဝဒေသကိုပိုင်ဆိုင်ကြောင်းဖော်ပြထားပါတယ်နောက်ပိုင်းရခိုင်ပြည်ကြောက်ဆုံပြီးနောက်မှာရခိုင်ကိုဗမာပြည်တွေကျူးကျော်ဝင်ရောက်တာကို ခုခံတုံးကပလဝနေစာဘိုဆန်ကတော်လရင်မှာပအဝင်တိုက်ခိုက်ခဲ့ပါတယ်ဗမာတပ်တွေကိုခုခံတော်လန်တုံးကရခိုင်တပုံတွေကလည်းပလဝဒေသမှာခိုလုံခဲ့ကြပါတယ် တကယ်တော့ရှင်းဆိုတဲ့အမိကကိုလိုနီခေတ်အတွင်းပြင်ပသတ်မှတ်ပေးထားတဲ့တွတ်တုံပြီးစုပေါင်းထားတဲ့ကိုပိုင်လက္ခဏာအဖြစ်ပေါ်ပေါက်လာခဲ့ရပါ ရှင်းပြနေဆိုတာနိုင်ငံရေးတိဆောက်ထားတဲ့ဖွဲ့စည်းတစ်ခုဆိုတာထက်ပထဝီအနေထားရဆက်ဆက်နေမှုအပေါ်မှာအခြေခံထားပါတယ်တချိန်ထဲမှာဗြိတိရှ်အစိုးရကမြန်မာတနိုင်ငံလုံးကိုသိမ်းပိုက်ပြီးနောက်မှာဘလဝဒေတာကိုရှင်းတောင်တဲ့ဒေတာအဖြစ်မဟုတ်ပဲရခိုင်တောင်တဲ့ဒေတာရဲ့အစိပ်ပိုင်းအဖြစ်သတ်မှတ်အုပ်ချုပ်ခဲ့ပါတယ် ဒီလိုအုပ်ချုပ်မှုကလွယ်လွယ်မရမီကာလအထိရှိခဲ့ပြီး1952ခုနှစ်ဥနုအစိုးရလက်ထက်မှာရှင်းထူးတရားဖြစ်တရားဝင်သွတ်သွင်းခဲ့ပါတယ်ရခိုင်ပေါ်မလာခင်ကတော့ရခိုင်တိုင်းရင်းအစိပ်ပိုင်းတစ်ခုဖြစ်တည်ရှိခဲ့ပါတယ်ရှင်းတဲ့ရခိုင်ကြားနိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာနောက်ခံအခြေအနေကိုပြောင်းချနာခြင်းလက်ရှိလက်နက်ကနိုင်ငံရေးထွန်းကားလာတဲ့အခြေအနေကအင်းဒီချင်းပြည်နယ်နှစ်ခုဖြစ်တဲ့ရှင်းတဲ့ရခိုင်ကြားတည်တာရဲ့ကိုပြောင်းချနာမှုတစ်ခုရှိပါတယ် ေကွေပြချမ်းနမုံကဗဟုချုပ်ကံမုံအာနေရဲ့ရှင်းနိုင်ငံရဲ့ပုံစံနဲ့ဗဟုချုပ်ကံမုံအကောင့်နဲ့ရခိုင်နိုင်ငံရဲ့ပုံစံကြားမှာရှိပါတယ်။2021ခုနှစ်ဆက်အနာသိမ်းမုံနောက်မှာရှင်းပြနယ်အတွင်းတက်တန်းရှယ်တော်လင်အဖွဲ့စည်းတစ်ခုဖြစ်တဲ့ရှင်းမြသာတက်ဦး CNF အပြင်အ ਨੇ ဆုံးလူမျိုးစုမြို့နယ်ဒါမှမဟုတ်ဒေသအခြေပြုအဖွဲ့စည်း20ကျော်ပေါ်ပေါက်လာခဲ့ပါတယ်။မြောက်ပိုင်းဟာခါနဲ့ဖလန်းကလှိုင်လူမျိုးစုအခြေပြု CNF ရဲ့ဥဆောင်အုပ်ချုပ်မှုအောက်မှာထက် ဒီအဖွဲ့အစည်းရဲ့အများစုကလလဆာတန်းတူရက်တီဖို့ဆန္ဒရှိရာကိုတွေ့နိုင်ပါတယ်။လွန်ခဲ့တဲ့လအနေငယ်က CNF ဥဆောင်မှုနဲ့ဖွဲ့စည်းခဲ့တဲ့ရှင်းလန်းကောင်စီနဲ့ပတ်သက်ပြီးမတူညီတဲ့ရှုအောင်တွေပေါ်ပေါက်လာတာကတိုက်ဆိုင်မှုတစ်ခုပဲတော့မဟုတ်ပါဘူး။အလားတူရှင်းလန်းကောင်စီနဲ့အပြိုင်တီထောင်ထားတဲ့ရှင်းညောင်အဖွဲ့လိုအဖွဲ့တွေကသူရဲ့ရှင်းလူဖွဲ့စည်းကြမှာတာမကစစ်ရင်နိုင်ငံရဲ့အရင်အမြင့်တွေမှာပါခိုင်မာတဲ့ထောက်ခံမှုရရှိထားပါတယ်။ ရှင်းတောင်နယ်ရဲ့လူမှုရန်ကျင်းမှုနဲ့စီးပွားရေးအခြေခံအုံမြင့်ပုံမူတည်ပြီးရှင်းလန်းကွန်ဖက်ဒရိတ်ပြည်ထောင်စုစနစ်ကသာပိုတင့်တော်မယ်လို့အချို့ကယုံကြည်တာကိုတစိုက်တည်းသားနားလည်နိုင်ပါတယ်။ရှင်းပြည်နယ်ကဒီလိုအခြေအနေတွေရင်ဆိုင်နေရချိန်အင်းနီရှင်းရခိုင်ပြည်နယ်အတွင်းမှာတော့နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုကိုမြင်နိုင်ပါတယ်။လွန်ခဲ့တဲ့ဆယ်စုနှစ်လောက်အတွင်းရခိုင်မျိုးသားအဖွဲ့ချုပ်အာခတ်တတော်ကရခိုင်ရှိပြည်သားနိုင်ငံရေးအဖွဲ့အလုံးကိုကြော်ပြီး ရခိုင်လူလူတရက်လုံရဲ့ကိုစားပြုံမွန်းတဲ့ထောက်ခံမှုကို စုစည်းနိုင်တဲ့တခုတည်းသောနိုင်ငံအင်အားစုအဖြစ်ပေါ်ထွက်လာခဲ့ပါတယ်။ရှင်းတဲ့ရခိုင်မှာဒီလိုမတူညီတဲ့နိုင်ငံတွင်ပြန်တစ်ခုပေါ်လာတာကရေတုံနဲ့တမန်အားရှင်ကအကြောင်းတရားတွေကြောင့်သာမဟုတ်ပါဘူး။ရှားထောင်ရှိနှစ်ပေါင်းများစွာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုနဲ့နက်နဲချိုင်ချိုင်ဆက်နွယ်နေပါတယ်။စီလုံးညီညွတ်တဲ့နိုင်ငံရဲ့အဖွဲ့အစည်းကထောင်စုနှစ်ပေါင်းများစွာရှေ့ကြတဲ့ ရခိုင်ပြည်နယ်နိုင်ငံရဲ့တမိုင်းရဲ့မူလစနစ်ဖြစ်ပြီးရှမ်းပြည်နယ်နိုင်ငံရဲ့တမိုင်းကစန်းကြံဖက်အနေနဲ့တည်ရှိခဲ့ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့ဘယ်လူမျိုးစုနိုင်ငံရဲ့အဖွဲ့အစည်းမဆိုနိုင်ငံတော်အစင်းရောက်ဖို့ဆိုရင်နံပါတ်၁အစုအဖွဲ့နံပါတ်၂လူမျိုးနွယ်စုနံပါတ်၃အကြီးအကဲအုပ်ချုပ်တဲ့နေမျိုးရှိရမယ်ဆိုတော့အဆင့်၃ချက်ရှိရပါမယ်။ရခိုင်လူမျိုးတွေဟာနှစ်ပေါင်းရာထောင်ရှိမျိုးပြနိုင်ငံဘရင်နိုင်ငံကိုတည်ထောင်ပြီးနိုင်ငံတော်အဆင့်ကိုရောက်ရှိခဲ့ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ဗြိတိရှ်ကိုလိုနီအစိုးရကမြန်မာနိုင်ငံကိုတင်ပိုက်တဲ့အထိရှင်းလူမျိုးတွေဟာလူမျိုးစုအကြီးအကဲအုပ်ချုပ်တဲ့အဆင့်မှာသာရှိခဲ့ပြီးစီးလုံးညင်ရတဲ့ဘိုလ်ချုပ်ကံမှုစနစ်ကိုမဖွံ့ဖြိုးစေဘဲတရားတိုးတက်ခဲ့ပါတယ်။ဆိုလိုတာကရခိုင်လူမျိုးတွေနဲ့မတူဘဲရှင်းလူမျိုးတွေဟာရှင်းမျိုးပြနိုင်ငံရှင်းပြင်းနိုင်ငံကိုတခါမှမတီထောင်ခဲ့ဘူးပေါ့။ထောင်ချင်းနဲ့ပေါင်းများစွာရှေ့ကြတဲ့သမိုင်းတလျှောက်ပလဝဒေတာကဘေးရှင်းနိုင်ငံရဲ့အဖွဲ့စီရဲ့အစိတ်အပိုင်းမှမဖြစ်ခဲ့ပါဘူး။ ဒီဒေတာဟာရခိုင်မြို့ပြနိုင်ငံဘရင်နိုင်ငံရဲ့အုတ်ရှုံမုံအောက်မှာပဲရှိခဲ့ရဆိုတာထင်ရှားပါတယ်။ပိုင်ဆိုင်မုံအတွက်အကြောင်းပြချက်တွေလက်ရှိကာလမှာရှင်းနေရခိုင်ကြဘသူအပလဝဒေတာကိုတရားဝင် ပိုင်ဆိုင်တင့်တယ်လဲဆိုတဲ့အငင်းပေါမုံကနှစ်ဖက်စလုံးရဲ့အဓိကအချက်ပေါ်မူတည်နေပါတယ်။ရှင်းရှုတော်ကနံပါတ်1လွတ်လွတ်လပ်ရကြတဲ့ကဒီနေ့အထိပလဝဒေတာဟာရှမ်းပြည်နယ်အတွင်းတည်ရှိနေမှုနံပါတ်2 ပလက်ဝါကခမင်းလူမျိုးတွေနဲ့ရှင်းလူမျိုးနွေစုတွေရဲ့ယဉ်ကျေးမှုဆိုင်ရာဆွေးနွေးမှုဆိုတဲ့အချက်ပေါ်အခြေခံပါတယ်။တစ်ဖက်ကရခိုင်ရှူတော်ကတော့နံပါတ်1အာရခတ်တက်တော် A ကပလက်ဝါဒေသကိုတိမ့်ဖို့အသက်သွေးရွှေများစွာကိုစတဲ့ခဲ့ရတဲ့လက်ရှိအခြေအနေနဲ့နံပါတ်2ပလက်ဝါဒေသဟာထောင်စုနှစ်ပေါင်းများစွာမဟုတ်ရင်တောင်းရာစုနှစ်ပေါင်းများစွာရခိုင်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ခဲ့ရဆိုတဲ့တမန်အချက်လက်တွေပေါ်မူတည်ပါတယ်။ ်အခြားပြောရရင်ရှင်းရဲ့အဓိကအကြောင်းပြချက်နှစ်ချက်ကဒီဂျူရီပိုင်ဆိုင်မှုနဲ့ယဉ်ကျေးမှုဆိုင်ရာဆန့်လွင်မှုအပေါ်အခြေခံထားပြီးရခိုင်ရဲ့အကြောင်းပြချက်နှစ်ချက်ကဒီဖက်တိုပိုင်ဆိုင်မှုနဲ့နိုင်ငံရေးသမိုင်းဆိုင်ရာပိုင်ဆိုင်မှုအပေါ်အခြေခံပါတယ်။နှစ်ဖက်စလုံးရဲ့အခြေခံအချက်နှစ်ချက်ကိုနှိုင်းယှဉ်လိုက်ရင်ရှင်းရဲ့ဇက်ကြောင့်ငင်းပေါမုံကအာဏာချိုက်ချုပ်ယင်ခြင်းနဲ့မကန့်ညင်မှုတွေရှိနေတာသိတာပါပဲ။ပထမဦးဆုံးရှင်းတွေကတရားဝင်ပိုင်ဆိုင်မှုဒီဂျူရီကိုအခြေခံပြီး ဘလဝဒေတာကိုပိုင်ဆိုင်ကြောင်းတောင်းဆိုရင်ဒီတရားဝင်မှုကိုဘေးဥပဒေမုံမောင်ကတက်တယ်ထူရဲဆိုတာကိုရှင်းလင်းရပါမယ်။လက်ရှိဆက်အနာတင်ပြနောက်အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ရှင်းလင်းနိုင်ငံအဖွဲ့အစည်းတွေအပါအဝင်အခြားအဖွဲ့အစည်းက2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပေချထားတာကြောင့်2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကဘေးတရားဝင်တောင်းဆိုမှုမဆိုတရားဝင်ပါဘူး။ NUG ဒါမှမဟုတ်ဘေရှင်းနိုင်ငံရေးနဲ့လက်နက်ကင်အဖွဲ့အစည်းကမှ platform ကိုရှင်းပြနေအစိတ်ပိုင်းတစ်ခုအဖြစ်တရားဝင်သတ်မှတ်ထားတာမရှိပါဘူး။ဒါအပြင် platform ကနိုင်ငံတကာဥပဒေအရအချုပ်အခြာအနာပိုင်းနေမြေတစ်ခုမဟုတ်တာကြောင့်တရားဝင်အခြေအနေကိုနိုင်ငံတကာဥပဒေမူပေါင်းကနေလည်းသတ်မှတ်လို့မရပါဘူး။ဒါကြောင့်ရှင်းရဲ့ဒီဂျူရီအခြေခံအကြောင်းပြချက်ကအာနေပြီးခိုင်မာတယ်လို့မယူဆနိုင်ပါဘူး။ဒုတိယအချက်ကရန်ကျင်းမှုဆိုင်ရာဆက်နွယ်မှုနဲ့ပတ်သက်ပြီး ပလက်ဝါကိုရှင်းပြနေတဲ့အစိတ်ပိုင်းအဖြစ်တောင်းဆိုရင်လှိုင်ဇုံနဲ့မင်းနဲ့ဆိုင်မတူကွဲပြားတဲ့လူမျိုးစုအခွဲတွေကြမှာခမီဟာဘေအုပ်စုရဲ့ရင်ကျင်းမှုဆိုင်ရာအမှတ်အတန်းနဲ့သက်ဆိုင်တယ်လဲဆိုတဲ့အဓိကမေးခွန်းတစ်ခုပေါ်ပေါက်လာပါတယ်။ဒီမှာအရေးကြီးတဲ့အချက်ကခမီအမျိုးသားရေးဝါရကလှိုင်ဇုံနဲ့အခြားအုပ်စုတွေရဲ့အမျိုးသားရေးဝါရနဲ့လည်းအလုံးစုံတူမနေပါဘူး။ပိုရေးကြီးတာပလက်ဝါဟာခမီရဲ့တီးတန့်နေမြေမဟုတ်ပါဘူး။မျိုးဗရာနဲ့ရခိုင်အပါဝင် လူမျိုးစုအများအပြားအတူရှင်တွဲနေထိုင်တဲ့ဒေသတစ်ခုဖြစ်ပါတယ်။ယဉ်ကျေးမှုဆိုင်ရာဆက်နွယ်မှုနဲ့နိုင်ငံပိုင်ဆိုင်မှုကိုဆုံးဖြတ်မယ်ဆိုရင်မြန်မာနိုင်ငံတွင်းသားမက တကဘာလုံးကြီးငယ်မလတ်စစ်ပွဲတွေကဘယ်တော့မှရပ်တန့်မှာမဟုတ်တော့ပါဘူး။ရှင်းရဲ့အကြောင်းပြချက်ကဒီလိုအားနည်းချက်တွေရှိနေပေမဲ့ရခိုင်ရဲ့အခြေခံအကြောင်းပြချက်နှစ်ချက်ကကိုခိုင်မာပြီးအငင်းပွားဖွယ်အနေနဲ့သာရှိပါတယ်။ပထမအချက်ဒီဖက်တိုပိုင်ဆိုင်မှုဖြစ်ပါတယ်။ လက်ရှိအချိန်တွင်မှာအာခတ်တက်တော်အေကအရင်ကမြန်မာစစ်တပ်အနောက်ပိုင်းတိုင်းစစ်ထဏာချုပ်အောက်မှာရှိခဲ့တဲ့ပလဝဒေသကိုအသက်သွေးရွှင်များစွာစတေးခံပြီးတင်ပိုက်ခဲ့ပါတယ်။ဒီလိုပိတ်ဆက်ခဲ့တဲ့ဘေတော်လင်အဖွဲ့အစည်းဘေလုံမျိုးမဆိုအမွေရဲ့အသီးအဝင်ကိုတရားဝင်ခန်းစား권ရှိတင်ပါတယ်။ဒီဖက်တိုလက်တွေ့ထိန်းချုပ်ပိုင်ဆိုင်မှုကဒီဂျူရီစံနှုန်းအရတောင်းဆိုမှုန့်ထက်ပိုလေတာရာကိုသတိပြုတင်ပါတယ်။ဒေရှက်ရဲ့ထင်ရှားတဲ့ဥမာတစ်ခုက1949ခုနှစ်တရုတ်ပြည်တွင်းစစ်မှ ကွန်မြူနီတက်နေရောကကူမင်တန်အမျိုးသားရဲ့တပ်ဖွဲ့တွေကိုအနိုင်ရခဲ့ပြီးနိုင်ငံအတိုင်းအဝိုင်းမှာတရုတ်နိုင်ငံကိုကိုစားပြုတဲ့ပြိုင်ဖက်အစိုးရနှစ်ရပေါ်ပေါက်ခဲ့ပါတယ်။ကွန်မြူနီအစိုးရကဒီဖက်တိုပန်နာပိုင်အဖွဲ့ဖြစ်ပြီးကူမင်တန်အစိုးရကဒီဂျူရီအစိုးရဖြစ်ပါတယ်။ဒါပေမဲ့တရုတ်ပြည်မကြီးကိုလက်တွေ့ထိန်းချုပ်နေတဲ့ကွန်မြူနီအစိုးရကိုတရုတ်နိုင်ငံရဲ့တရားဝင်အစိုးရဖြစ်အသိအမှတ်ပြုခဲ့ပါတယ်။အချင်းကြလာတဲ့အနောက်နိုင်ငံအစိုးရတွေအပါအဝင် နိုင်ငံတကာအတိုင်းဝန်ကတရုတ်နိုင်ငံရဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီဗီတိုအာဏာကိုထိုင်ဝမ်အစိုးရထံကနေဘီဂျင်းအစိုးရစီတဖြည်းဖြည်းချင်းလွှဲပြောင်းသိမ်းမဲ့ပြုခဲ့ပါတယ်။ဒီဥပမာကရရှိမာနိမိတ်တခုကိုဘသူကတိတိယောက်အုပ်ချုပ်တယ်ဆိုတော့ပြတ်တာတဲ့အကြောင်းရင်းပေါ်တာမူတည်ရယ်ဆိုတာပြတ်တာနေပါတယ်။ပလဝကိုပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးရခိုင်ရဲ့ဒုတိယအကြောင်းပြချက်ကတရားဝင်မှုရှုထောင့်ကနေလည်းအရေးပါပါတယ်။တမိုင်းကြောင်းရလွန်ခဲ့နှစ်1500ဒါမှမဟုတ် နှစ်တရာအတွင်းပလက်ဝါကရခိုင်လူမျိုးတွေတီထောင်ခဲ့တဲ့ရခိုင်ပြည်နိုင်ငံရဲ့အစိတ်ပိုင်းတစ်ခုအဖြစ်အမည်ရှိခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်နေရာကျော်ကရခိုင်မင်းဆက်ပြည်လဲရာအကြောင်းဗဟိုအာဏာကိုဆုံးရှုံးခဲ့ပြီးဗမာပြည်ရဲ့ကျူးကျော်မှုဗြိတိသျှကိုလိုနီအုပ်ချုပ်မှုနဲ့ဖက်ဆက်ဂျပန်ရဲ့ဖိနှိပ်နှိပ်စက်မှုတွေကိုခံခဲ့ရပါတယ်။1948ခုနှစ်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်မှာကိုပိုင်အုပ်ချုပ်ခွင့်ဒါမှမဟုတ်ကိုပိုင်အုပ်ချုပ်ရေးမရှိတဲ့လူမျိုးနဲ့နေမြေတစ်ခုအဖြစ်သာကြံရှိနေခဲ့ပြီး ဆောက်ရုပ်တဲ့တရှိမွန်အဖြစ်တွန်းပို့ခံခဲ့ရပါတယ်။ရခိုင်လူမျိုးတွေပိုင်ဆိုင်ခဲ့တဲ့နေမျိုးကတဖြည်းဖြည်းဆောက်ရုပ်လာပြီးကြာကန်နဲ့ကြာရွက်အရွယ်ပဲကြံရှိတော့တဲ့အထိကျုံသွားခဲ့ပါတယ်။အခုဆိုအာခတ်တက်တော် A ဥဆောင်မွန်အောက်မှာ အမျိုးသားညီညွတ်ရေးအမျိုးသားညီညွတ်ရေးစစ်ရင်နဲ့နိုင်ငံရေးအောင်ပွဲရနဲ့အတူရခိုင်ဘိုးဘောပိုင်မြေတွေကိုပြန်လည်ရယူဖို့သူရဲ့ဆန္ဒကလုံးဝသဘွားကျပြီးမျှတတဲ့တောင်းဆိုမှုတစ်ခုဖြစ်ပါတယ်။ မြန်မာခက်ကာလနိုင်ငံတကာဆက်ဆံရေးမှာပလောဝါနဲ့ပတ်သက်တဲ့ရခိုင်ကိစ္စကတရုတ်နဲ့ထိုင်ဝမ်ကိစ္စရဲ့အခြေခံဖြစ်ရတူညင်တယ်လို့ထင်ရပေမဲ့ပုံစံရှင်းတော်ထက်တူကြမနေပါဘူးတရုတ်ရှုထောင့်အရထိုင်ဝမ်ကတမိုင်းတစ်လျှောက်တရုတ်မင်းဆက်အဆက်ဆက်အုပ်ချုပ်မှုအောက်မှာရှိခဲ့ပါတယ်ဒါပေမဲ့စစ်ကိုရာစုနောက်ပိုင်းကစပြီးဂျပန်နဲ့အနောက်နိုင်ငံလိုအင်အားကြီးနိုင်ငံတွေကျူးကျော်မှုကြောင့်တရုတ်နိုင်ငံဟာဖျဲသိကိုအစိတ်စိတ်လှိဖက်တယ်လို့အပိုင်းပိုင်းပြုတ်ကွဲခဲ့ပြီးနေမေဆုံးရှုံးခဲ့ရပါတယ် တရုတ်ပညာရှင်တွေနဲ့ပြည်သူတွေက1942ခုနှစ်ပထမဘိန်းဆက်ပွဲအဆုံးကနေ1946ခုနှစ်တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်တဲ့ကာလအထိကာလကိုအမျိုးသားရေးအခြေရပွဲရာစုနှစ်လို့ညွှန်ညွှန်ပြောဆိုကြပါတယ်။ဒီနှစ်ခေတ်မှာတရုတ်နိုင်ငံဟာအင်အားကြီးလာတာနဲ့သူရဲ့ဆုံးရှုံးမှုတွေကိုရှာဖွေဖို့ထိုင်ဝင်ကိုတရုတ်ပြည်မနဲ့ပြန်လည်ပေါင်းစည်းဖို့ကိုအမျိုးသားရေးကိစ္စရပ်ဖြစ်မြင်ကြပါတယ်။ ဝမ်ရှိုင်းနာပေါ်လစီရာကဘာတုံးကနိုင်ငံပေါင်း190ကျော်ရဲ့90ရာခိုင်နှုန်းကျော်ကထိုင်ဝမ်ကိုတုတ်ပြည်သူတမနာနိုင်ငံ PRC ရဲ့အစိတ်ပိုင်းအဖြစ်သတ်မှတ်ကြပြီးထိုင်ဝမ်ရဲ့တန်တမန်ဆက်ဆံရေးကိုတဖြည်းဖြည်းဖျက်တောက်နေကြပါတယ်။တရုတ်နိုင်ငံအင်အားကြီးလာတာကနိုင်ငံတကာအတိုင်းအဝိုင်းပေါ်ထိုင်ဝမ်ကိုတရုတ်နိုင်ငံရဲ့အစိတ်ပိုင်းအဖြစ်လက်ခံလာစေပါတယ်။ဒီလိုပဲနှစ်ပေါင်း200ကျော်အမျိုးသားရဲ့အခြေရမုံအပြီးရခိုင်ပြန်လည်ထမ်းမြောက်လာမှုက ရခိုင်ပြည်ပြန်လည်ပေါင်းစည်းရေးအောက်မှာပလက်ဝါကိုရခိုင်ပြည်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်အတိမန်ပြုတင်တယ်ဆိုတာကိုညွှန်ပြနေပါတယ်။ဒီချက်ကအလွန်ကြီးကြည်အထက်သွင်းစဉ်းစားမယ်အချက်တစ်ချက်ဖြစ်ပါတယ်။ပလက်ဝါရဲ့အနာဂတ်လက်ရှိကာလမှာရခိုင်မျိုးသားအဖွဲ့ချုပ်အာခတ်တက်တော်ကအုပ်ချုပ်ရေးနဲ့တရားစီရင်ရန်ရဲကိုမြင့်တင်နေတဲ့ပလက်ဝါဒေသကအခြားဒေသတွေနဲ့နှိုင်းယှဉ်ပိုတင်ရင်အေရှန်လုံခြုံမှုရှိပြီးဖွံ့ဖြိုးတိုးတက်ဖို့အလားအလာကောင်းတဲ့ရှိနေပါတယ်။ တကယ်လို့အိန္ဒိယအစိုးရဥဆောင်တဲ့ကလဒန်မြေဘတ်ဆောင်တေယုပို့ဆောင်ရေးစီမံကိန်းနဲ့နေဆက်ကုန်သွယ်ရေးအစီအစဉ်တွေသာပုံမအကောင်းလာခဲ့ရင်အလဝဒေတာခန့်တွေဟာဒီဖွံ့ဖြိုးတိုးတက်မှုရဲ့အကျိုးကျေးဇူးတွေကိုဥစွာခံစားရမယ့်သူတွေဖြစ်ပါတယ်။ပလဝဒေတာနဲ့ပတ်သက်လို့ ULA အစိုးရချမှတ်ထားတဲ့မူဝါဒကဒေတာတွေမှာရှိရဲမတူကွဲပြားတဲ့လူမျိုးစုနဲ့ဘာသာရေးအတန်းဝိုင်းအကြအာကြည့်သူကအာနေသူကိုဖိနစ်ရှင်ကိုတတ်ဆီဖို့ရည်ရွယ်ပါတယ်။ ဘလဝဒေတာခန်တွေကအုပ်ချုပ်ရင်းနဲ့တရားစီစဉ်ရေးစနစ်တွေမှာကိုယ်တိုင်တက်ကြစွာပါဝင်မှုဥဆောင်နိုင်စေဖို့ရည်ရထားပါတယ်။ဘလဝရဲ့အနာဂတ်ဟာရခိုင်ပြည်နယ်တစ်ခုလုံးရဲ့အနာဂတ်နဲ့ခွဲခြားလို့မရပါဘူး။အင်အားကြီးပြီးကျိုးဝါရှမ်းသာဖွံ့ဖြိုးတိုးတက်တဲ့အနာဂတ်အာရခပြည်မှာဘလဝဒေတာခန်တွေရဲ့အခန်းကဏ္ဍကအမြဲတမ်းဥစားပေးရမယ့်အရေးပါတဲ့အနေအထားမှာဆက်လက်တည်ရှိနေမှာပဲဖြစ်ပါကြောင်းတင်ပြထားပါတယ်။ ကျွန်တော်တင်ပြနေတဲ့နိုင်ငံတကာသတင်းမီဒီယာထဲအမြန်မာဆိုတဲ့အစီအစဉ်ဟာနိုင်ငံတကာမှာကျွမ်းကျင်သူတွေကသုံးသပ်တင်ပြထားတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။